အားလုံးပဲမင်္ဂလာပါတိစီချင်းတို့ blog channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြပြပြီးသွားမယ့်ဗီဒီယိုအကြောင်းအရာလေးကတော့ကစုံလားပြိဘုရားနေ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ယခုယခုပြသထားတဲ့ဗီဒီယိုတွေကစီဒီကတော့ရန်ကုန်မြို့ပဇွန်တော်မြို့နယ်မှာရှိတဲ့ရွှေဖုံးပွင့်စီဒီတော်မြတ်ပဲဖြစ်ပါတယ်ဒီနေ့မှာကြာရောက်တဲ့ကစုံလာပြည့်နေ့ဟာမြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့

ဖျားလောင်းတော်သူမိရာရှင်ရသေးသည်ဤဗဒ္ဒကဘာ၌လေးစုမြောက်သောဘောရမအမိဖြင့်ဖျားဆင်စစ်ဧကံဖြစ်လိမ့်မည်ဟုဒီပင်ကရာမျက်စွာဖျားထံမှနိယတဖျားတဲ့ကိုကဆုံလာပြင်းနေတွင်ခံယူခဲ့ပါသည်မဟာတကရိ68ခုကစုံလာပြည့်နေတွင်ဘောရမဖျားလောင်းတော်တိတ်တရမင်းသားအားဖွားမြင်တော်မူခဲ့ပါသည်မဟာတကရိ103ခုနှင့်ကစုံလာပြည့်နေ အယုံတက်ချိန်တွင်ဂေါရမဖျားအလောင်းတော်သည်တပ်ပြညုဒရွှေညံတော်ကိုရရှိ၍ဖျားဖြစ်တော်မူခဲ့ပါသည်မဟာတက္ကရီ148ခုနဲ့ကဆုံလာပြည်နေတွင်အင်ဂျင်ဥယျာဉ်၌ဖျားရှင်ပြိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါသည်။ဤသို့ထူးခြားချက်၄ရက်နှင့်ပြည့်စုံတဲ့အတွက်ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကကဆုံလာပြည်နေအားဖျားနေဟုတတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဖះရှင်ဟာဤနှစ်ဤအခါ၌တပင်ညူတရွှေဉံတော်ကိုရတော်မူရန်အတွက်ဗောဓိပင်အားအမိပြု၍တရားတော်အားထုတ်တော်မူခဲ့ပါသည်ဒါကြောင့်ကစုံလာပြင်းနေမှာဗုဒ္ဓဘာသာဝင်တို့ဟာဗောဓိပင်အားရေသွန်းလောင်းခြင်းရေသွန်းလောင်းလူသူများအားအေးတိုက်ခြင်းစားတော့ဖွေရများ ကျွေးမွေးခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြပါတယ်ရည်သွန်းလောင်းဒီဆိုဒီမှာကဆုံလာတွင်ရေရှားပြက်လက်ပြီးတော့မျိုးရော်အန်စေဖြစ်တဲ့ဘော်ဒီဘင်ကိုလမ်းစမ်းဆိုပြရန်အတွက်ရေများသွန်းလောင်းကြခြင်းပဲဖြစ်ပါတယ် ထိုအလေးထားဟာဗုဒ္ဓဘာသာဝင်တို့မှပြောက်ွယ်သွားခြင်းမရှိဘဲယနေ့ထက်တိုင်းရှင်တန်စေဓလေ့တစ်ခုပဲဖြစ်ပါတယ်။နှစ်စဉ်အမြဲကစုံလာပြင်းနေမှာငောင်ရီသွန်းပွဲများပြုလုပ်ကြစေပြုလုပ်လျက်ရှိကြပါတယ်။ဘာလို့လဲဆိုတော့အရှင်းနောက်လေးတစ်ခါထားနောက်လို့လေသွားရတာစီမံရောင်းမှာအရှင်းနောက်လေးတစ်ခါထားမယ်။

ခုလိုကစုံလာပြင်းလေးကိုရှေးလူကြီးတူမများကလည်းဆိုးရိုးစကားလေးတစ်ခုထားရှိခဲ့ကြပါတယ်။ရာပွားပွင့်ဆန်းဤလေးတန်မှတ်ရန်ဗုဒ္ဓနေတဲ့အသေးပဲကတော့ဗျာမြတ်စွာဘုရားရှင်ဟာကစုံလာပြင်းနေ့မှာဗျာရိတ်တော်ကိုခံယူတော်မူပါတယ်။ခွာမြတ်စွာဘုရားရှင်ဟာကစုံလာပြင်းနေ့မှာခွာမြင်တော်မူပါတယ်။ဝင်းမြတ်စွာဘုရားရှင်ဟာကစုံလာပြင်းနေ့မှာဖျားပွင့်တော်မူပါတယ်။စံ မြတ်စွာဘုရားရှင်ဟာအစုံလာပြီးနေ့မှာပြိဋိနိဗ္ဗာန်ဆံဝင်တော်မူပါတယ်ဟူ၍ဖြစ်ပါတယ်။ Yeah. 对对。Okay, okay. ပစုံလာပြင်းနေနဲ့ပတ်သက်ပြီးတော့တိရိလင်္ကာနိုင်ငံကိုလံပူမြို့တော်မှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာကစုံလာပြင်းနေ့ကိုကမ္ဘာရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရန်အတွက်1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ14ရက်အထိညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်တိရိလင်္ကာနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟာကမ္ဘာရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေးအဆိုကို1996ခုနှစ်စက်တင်ဘာလမှာ ကုလသမဂ္ဂသို့တင်သွင်းခဲ့ပါတယ် 54ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာတင်သွင်းသောထိုးအဆိုကိုမြန်မာနိုင်ငံအပါအဝင်အခြားနိုင်ငံများစုစုပေါင်း34နိုင်ငံကထောက်ခံခဲ့ကြပါတယ်။ဒါကြောင့်ကမ္ဘာကုလသမဂ္ဂမှာကဆုံလာပြည့်နေ့ဗုဒ္ဓနေ့ကိုအပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်နေ့အဖြစ်သတ်မှတ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီခုဗီဒီယိုလေးကိုစောင့်အောင်တိရှိပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတူပဲတိရှိပါတယ်ဗျာ ားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးတင်ပြီးတော့ပါလေဗျာနောက်ထပ်ဗီဒီယိုများစွာမှာပြန်လည်ဆုံတွေ့ကြမှာနော်ဘာလို့လဲဘာလို့လဲ